မာနှစ်ထောင်နဲ့နှစ်ဆယ့်ငါးခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတွင်တနေ့ကနေသာသမီမိတ်ဆွေတွေအားလုံးတွင်ကံကြမ္မာဆိုးကောင်းနှင့်တလစာဆောင်ရန်ရှောင်ရန်များကိုကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်တနေ့ကနေသာသမီမိတ်ဆွေတို့ဟာ17ရက်ပိုင်းတလတာမှာအလုံးနဲ့ပတ်သက်သောအခွင့်အလမ်းကောင်းများစွာရရှိတတ်ပြီးတော့ ျွန်တော်ရဲ့တန်ငွေသားသမီးမိတ်ဆွေတို့အနေနဲ့အလုတ်လျှောက်ထားထားသောသူများအလုတ်ကိစ္စနှစ်ကြိမ်နှစ်ခါလောက်ကန်ရတတ်ပြီးမှအလုတ်နဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေရရှိမယ်မိတ်ဆွေတို့အနေနဲ့နှောင်းနေကြံ့ကြာနေသောစီးပွားရေးလုပ်ငန်းများဒီစက်တလာပိုင်းတလာတာမှာအရှိန်ဟုန်ကောင်းလာပြီးတော့လုပ်ငန်းခွင်လန်းကောင်းများပေါ်ပေါက်လာတတ်ပြီးတော့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရွေးချယ်စရာနှစ်ခုပေါ်လာတတ်ပါတယ်။တနင်္ဂနွေသားသမီ ဝင်နှန်းနေရာလူတိုးတက်မယ်မိษွေတို့အနေနဲ့ဝင်ငွေကန်ကောင်းနေသလိုဒီ၁၇လပိုင်းတလတာမှာအသုံးစရိတ်တွေများနေပြီးတော့မိษွေတို့အနေနဲ့ငွေချေးကိစ္စစကားခြေတင် ပြောဆိုရတတ်ပါတယ် တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့မိမိလောက်ကိုင်းလျက်ရှိသောလုပ်ငန်းတွေမှာငွေကြေးဆုံးရှုံးမှုနှစ်ကြိမ်ဖြစ်ပေါ်တတ်ပါတယ်။တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းတလတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ လောက်ကင်တဲ့အခါမှာတတိထားပြီးတော့လောက်ကင်တင်ပါတယ်။တနေကနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းမှာမိမိချစ်ခင်နှစ်သက်တော်သူနှစ်ယောက်ဖြစ်နေပြီးတော့ရွေးချယ်ရခက်ခဲနေမယ်။ချစ်သူစီကနေပြီးတော့အပြေကောင်းကြရမယ်။မိမိတို့ရဲ့ချစ်သူခရီးဝေးသွားနေရတတ်ပြီးတော့မိတ်ဆွေတို့ထံသို့လက်ဆောင် surprise ပစ္စည်းတွေရောက်လာတတ်ပါတယ်။အိမ်အောင်ရှင်များမိမိရဲ့အိမ်အောင်ဘက်အလုံးနဲ့တက်ဆိုင်သောခရီးတွေသွားနေရတတ်ပြီး ီးတော့စတလာပိုင်းတလာဒါမှာမိမိမှာအထီးကျန်နေသလိုဖြစ်နေတတ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့မိမိတို့နေထိုင်ရာနေအိမ်တို့စိတ်ညစ်စရာကောင်းသောဧည့်သည်များရောက်လာတတ်ပြီးတော့ ထိုဧည့်သည်တွေကြောင့်စိတ်ပူပန်စရာကိစ္စနှစ်ကြိမ်ကြုံရတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းမှာပညာရေးကိစ္စတွေအထူးကောင်းမွန်ပြီးတော့မိတ်ဆွေတို့အနေနဲ့စာမူးဝဲအောင်မြင်မယ်။တင်ဟန်းကိစ္စတွေဆင်းပြေမယ်လုပ်ငန်းနဲ့ပတ်သက်သောစာမူးဝဲကိစ္စတွေအောင်မြင်ပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ပြည်ပနဲ့ချိတ်ဆက်ထားသောအကြောင်းကိစ္စတွေ ဒီစတလာပိုင်းတလာဒါမှာအစဉ်ပြေမှုတွေရရှိတတ်ပါတယ်ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးအနေနဲ့တနင်္ဂနွေ အမျိုးသားတွေဆိုလို့ရှိရင်သွားတဖုံယောဂါလေးတွေဒုက္ခပေးတတ်ပြီးတော့တနင်္ဂနွေ အမျိုးသမီးတွေဆိုလို့ရှိရင်သွေးသားနဲ့သွေးသားတို့မဟုတ်တိမ်နဲ့သက်ဆိုင်သောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ် အဲ့တော့ဒီစတလာဝိုင်းတလားဒါမှာကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန် ရှိတော်သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့3ရက်10ရက်18ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေကုညီမဲ့သူတွေနဲ့စုံစည်းရတာမျိုးတွေမိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စလေးတွေမှာအဆအဆရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလာတာမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်9ရက်14ရက်20ရက်နေ့တွေကိုရှောင်ရှားတင်ပါတယ် အဲ့တော့ကျွန်တော်ရတနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာဝိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝိစာပစ္စည်းတွေမှာအဖြူရောင်ပန်းရောင်ပါသော lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ် အဲ့တော့တဏှင်္ဂနွေသာသမီမိတ်ဆွေတို့အနေနဲ့ ठी ဝါသနာပါတော်သူတွေ ठी ကံစမ်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကံစမ်းတဲ့ ठी နံပါတ်မှာတစ္ဆာခွန်ဆုံးပါတော် ठी နံပါတ်တွေကိုရွေးချယ်ပြီးတော့ကံစမ်းတင်ပါလေအဲ့တော့ကျွန်တော်ရဲ့တဏှင်္ဂနွေသာသမီမိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းတလတာမှာငွေချေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစီဖို့ လက်လာဘာတွေနဲ့ပတ်သက်ပြီးတော့ရွှင်လန်းစေဖို့ဆိုလို့ရှိရင်မိษွေတို့အနေနဲ့အစဉ်ပြေသောသူတဦးကိုရွှေရင်အေးဌာနပြုပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့ငွေရေးကြေးကိစ္စတွေအစဉ်ပြေစေဖို့စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းတလတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်ကောင်းအောင်ဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့မွေးနေ့အစဉ်ပြေသောချိန်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတောက်တော်ရေချမ်း၁၈ခွက်လှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းတလာတာမှာအဆိုးဟူသမျှဝေးလွင်ပါစေ။ကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေ။မိတ်ဆွေတို့လောက်ကိုင်းနေတဲ့လုပ်ငန်းဆောင်တာကိစ္စဝါဝါတွေတိုးတက်အောင်မြင်ပြီးတော့လက်လာပါတွေလည်းပေါများစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်စက်တလာပိုင်းတွင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးတွင်တလစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ် အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်